ကျွန်တော်ဒီလိုလာတဲ့လမ်းလေလာတဲ့လမ်းမှာကျွန်တော်ကားမောင်းနေတော့ကားတွေကပိတ်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 နေအဲ့မှာကားရက်တဲ့အချိန်မှာအဲ့လိုအရန်ရိမ့်နေတာတွေ့တော့မှာအဲ့တော့မှငနေလောက်တာထင်တယ်ဆိုအိမ်ုံဆက်ကြည့်တော့မှာမေးရလည်းပြောတယ်ငနေဟုတ်တယ်ငနေတော်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 ကြာကြာလှုပ်နေတာစက္ကန့်30ကျော်လာမသိဖြစ်နေတော့အဲ့အဲ့လိုအဲ့လိုအဲ့လိုရိမ့်ရိမ့်တို့နော်မူးမူးတယ်အဲ့လိုအဲ့လိုဖြစ်နေတာကားရက်လိုက်တဲ့အချိန်မှာအဲ့လိုရိမ့်နေတာဟုတ်ဟုတ်တော်တော်သိတာတယ်တော်တော်သိတာတယ်ကျွန်တော်အေးဟွာ အာရေချောင်းသိပ်ပံရှည်နာမှာလည်းလမ်းနေပိတ်နေချင်းကားတွေရဲလိုက်ပိတ်လိုက်ပိတ်လိုက်သွားလိုက်ဖြစ်နေချင်းမှာတိတိတသာပဲဗျဟုတ်ရေဝရဆိုရင်တော့ဟုတ်ဟုတ်ဟုတ်တယ်လို့တော့ပြောလို့ရတယ်ဗျကျွန်တော်အဲအရက်တို့ဘီယာအဲ့လိုမျိုးအယ်ကိုဟောနဲ့နီကိုတင်းတွေကျွန်တော်မကြိုက်ဘူးကျွန်တော်အားကစားလုပ်ရတာဝါသနာအရန်ပါလို့ကျွန်တော်လုပ်ဖြစ်တာပါဟိုလိုမျိုး အဲကျွန်တော်ကျမ်းမာနုပြုံနေဖို့အတွက်လုပ်တာထက်ကျွန်တော်ကိုယ်တိုင်ကဟိုအဲ့လိုမျိုးအသွေးရဲအသားရဲရောဘလုံးကန်ရတာအားကစားလုပ်ရတာနဲ့တက်ပါတယ်အဲ့အတွက်ဒီရွယ်ထီကိုအဲ့လိုမျိုး တောက်လျှောက်ကိုပေါ့နော်မပြတ်တမ်းပေါ့နော်နေ့တူရွယ် lifestyle တစ်ခုအနေနဲ့ပါကျွန်တော်လှုပ်ဆောင်ဖြစ်နေတာဖြစ်ပါတယ်ဟုတ်တောက်ဖြစ်ဘူးလားအဲ့တော့မတောက်ဘူးကျွန်တော်အရက်အရက်မတောက်အကူရောမတောက်တော့73နှစ်74နှစ်တည်းတောင်ရောက်ပြီဗျ73နှစ်တည်းရောက်ပြီဗျအဓိကကတော့မကြိုက်တာပေါ့နော်မကြိုက်တာဆိုတာအဲ့ အဲအဲမတော့ဘူးလို့မဟုတ်ဘူးရက်တွေပါညာငယ်ရတော့တောက်ခူးတယ်အဲ့လိုမျိုးမကြိုက်တာစေးလေးတစ်ပါးကြီးလည်းတောက်တယ်ဗျာကျွန်တော်မကြိုက်တာမကြိုက်တာဆိုတော့ဘောလုံးနေပါကြီးကန်တဲ့ခါကျရင်စေးလေးတောက်တာဟိုလိုခေါမလဲလူများကြီးနဲ့ရှင်ပြီးကန်နေတဲ့အချိန်မှာကိုကအလကားနေနေတော့ ဟိုအသုံးမကျတဲ့လူဖြစ်ဖြစ်သွားစေရေပေါ့နော်ကျွန်တော်အဲ့ခံစားချက်ကိုမကြိုက်တဲ့အတွက်မတော့တာအရက်လဲအဲ့လိုပါပဲဟိုမကောင်းပြောတာမဟုတ်ပါဘူးကျွန်တော်ကျွန်တော်မကြိုက်တာပါကျွန်တော်မကြိုက်တော့ကျွန်တော်အဲ့ဒါကိုနောက်တောက်ချောက်မတော့တော့ပဲနေလိုက်တာပါဆိုတော့အဲ့ဒီသဘောပါပဲအာအဲမူးတယ်ဒါအဲ့လိုပေါ့ရက်တော့ရင်တော့တဲတောက်တဲ့လူတွေတော့တီးတီးတဲ့ဖီလင်ပေါ့နော်အဲ့ဒီမူးပြီးတော့နောက်နောက်အဲ့လိုမျိုးအဲမူးသွားတဲ့ဟာကြီးကိုကျွန်တော်မကြိုက်ဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့အဲ့ဒါအာ အဲ့လိုပျော်ရွှင်စေတဲ့အရာလို့ကျွန်တော်မသတ်မှတ်ဘူးအဲအဲ့ဒီအဲ့ဒီမမတောက်ဖြစ်တော့တာပေါ့ဗျာဟုတ်မကောင်းတာမကောင်းတာမကောင်းလို့မတောက်တာမဟုတ်ဘူးကျွန်တော်မကြိုက်လို့မတောက်တာဟုတ်ဟုတ်ဟုတ်ဒါပေါ့ဒါပေါ့ဒါပေါ့ဟာတန်ကျွန်တော်တို့ဒီလိုမျိုးအဲမိတ်ဆွေစားပွဲအခမ်းပွဲတွေမှာပေါ့ဒါမှမဟုတ်လည်းမင်္ဂလာဆောင်တွေမှာပေါ့အဲအဲ့လိုမျိုးထုတ်စလေးတွေတောက်ကြတယ်ပေါ့နော်တော့ဝိုင်လေးတွေတောက်ကြတယ်ပေါ့ဒီပုံမှာတော့ဟိုကောင်းပေမဲ့ခုနလိုညီမလေးပြောသလိုပဲပေါ့နော်တန်စေးလို့မေးဖြစ်သွားရင်တော့ဒီကိစ္စတွေမဟုတ်ပါဘူးဘယ်ကိစ္စမှမကောင်းမကောင်းမနိုင်ပါဘူးဗျဟုတ်ဟုတ်အမေ မရှိပါဘူးကျွန်တော်ကကျွန်တော်ကကျွန်တော်မကြိုက်တဲ့အရာဆိုကျွန်တော်လက်မကြည့်တော့အဲ့လိုအဲ့လိုမျိုးဆိုတော့သိပြဿနာမရှိပါဘူးဟုတ်တော့လေဝီးစင်မဟုတ်ရင်တော့မှကျွန်တော်အဲ့လိုမျိုးအပျော်ရန်အဆင့်အထက်ပို့တဲ့ဒုတိယရန်အဲ့လိုထားပါတော့ဗျာကျွန်တော်တို့ငငယ်တတန်းအလိုက်ပေါ့နော်ဆိုတော့အဲ့ဒီအရွယ်မှာဆိုတော့အဲ့လိုအဲ့လိုအနေအမှာဘုံလုံးကန်နေတဲ့လူတယောက်တော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကတော်တော်ဝါသနာပါလို့ဟုတ်ပထမ habit ကဘုံလုံးပါဟုတ်ကဲ့အဲ့ဒါသူ့ဟာသူဘယ်လိုကနေဘယ်လိုဖြစ်သွားလဲမသိဘူး အဲ့ဒါကြတော့ဟောအဲ့ပေါ်ကျွန်တော်ပထမအုပ်ဆုံးဝါသနာပါတာတော့ကျွန်တော်ဘလုံးကန်တာတော့ဒါကျွန်တော်ဘဝမှာဝါသနာအပါဆုံးပေါ့နော်ဒါအားကစားကိစ္စတွေပေါ့အမမကျွန်တော်ဆယ်တန်းအောင်ပြီးတဲ့ခါကျမှဒီကျွန်တော်တို့တချင်း exam အနေနဲ့တချင်းဆိုတဲ့ဟာပေါ့နော်အဲ့မှာကျွန်တော်တချင်းရေးတချင်းဆိုရဲအဲ့ကျွန်တော်တကယ်တမ်းကိုယ့်ကိုယ်ကိုထူးချွန်တယ်လို့သတ်မှတ်တာကတော့ဒီတေးဥဆောင်တဲ့ဘက်မှာပေါ့နော်ကျွန်တော်အဲ့လိုလေးသွားတွေ့ရပါဟုတ် ကျွန်တော်တို့ဒီ2000 2001ပတ်ချလေလောက်က1998 98ပတ်ချလေလောက်ကဘုံလုံးလောကအခုအခုလိုမျိုးကျွန်တော်ပရိုလောကမဟုတ်ဘူးခင်ဗျအဲ့တော့မိဘတွေကလည်းအဲတချို့မိဘတွေအနေဒန်းတူပေါ့နော်ကျွန်တော်တို့မိဘတွေကလည်းဒီအားကစားကိုအဲ့လောက်ကြည့်ဟိုမှတ်မိုးပေးကိုစမ်းသမ်းမရှိကြဘူးဗျာဒါပေါ့ဒါအဖေရောအဖေကိုတိုင်းကလည်းစပိန်သမားတယောက်ပေါ့ဆိုတော့အဲ့ပတ်မိုးပေးကိုအဲ့လိုမျိုးစမ်းသမ်းအရင်မရှိရတဲ့အချိန်မှာကျွန်တော်ဒီ ဟိုကျွန်တော်ဆွေမျိုးတွေကလည်းအစိုးရမျိုးရိုးဖြစ်တော့တို့တွေကကျွန်တော်တို့ညီတွေကအကိုတွေကအကုန်လုံးပေါင်းပြီးအစိုးရလုံးမယ်ဆိုတဲ့အချိန်မှာအဲပို့ပြီးတော့ကျွန်တော်ပတ်မိုးပြီးတဲ့သဘောဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီကွာဘုံလုံးကန်နဲ့ထားထက်ဒီအစိုးရ line ကို exam အနေနဲ့ရွေးချယ်ပြခဲ့တာပေါ့အချိန်ဟုတ်အရန်သေးကြပါတယ်အရန်တည်ကြပါရဲ့ကျွန်တော်အနည်းဆုံးအစစ်မြေနံမှာမကန်တဲ့အောင်မှာကျွန်တော်ဒုတိယရန်တို့ဘာလို့မှကျွန်တော်ကျင်လည်နေတဲ့ကစားသမားတယောက်ဖြစ်ကိုဖြစ်မှာပါတည်ကြပါရဲ့ ကမာရပြကျွန်တော်တို့တပတ်တစ်ခါလောက်ပေါ့နော်အနည်းဆုံးကိုသူငယ်ချင်းနေနဲ့ဒီကွင်းကြီးပေါ့နော်ကွင်းကြီးလေးကန်နိုင်အောင်နောက်တစ်ခါလေးလေးဖူစေလေးပါလေးကန်နိုင်အောင်တော့အဲဒီအသက်အရွယ်မှာကိုကစားနိုင်တဲ့လောက်ပေါ့နော်ကောင်းကောင်းလေးကစားနိုင်အောင်ကြိုးစားပါရပြအမှန်တော့ညီမလေးရဲ့အဲ့ဒါအလေးအကျင့်ပြအလေးအကျင့်ဆိုတာလေကျွန်တော်ဒီဂျင်းလေးပါတေချာဆော့တာဆိုတော့ဒါ9နှစ်10နှစ်ထဲရောက်နေပြီစဉ်းစားရောက်နေပြီဆိုတော့ဟို အလေးချင်းတစ်ခုအနေနဲ့ကိုယ့်ရဲ့နေ့တူဝါပေါ့နော်အဲ့လိုမျိုးလုပ် routine တစ်ခုအနေနဲ့လုပ်တာအဲ့လိုမျိုးအယိုးဆွဲလာပြီးနှစ်တီကြာလာတဲ့ခါကျတော့အဲ့ဒီဟာတစ်ခုကကိုတနေ့မှမလုဆောင်လိုက်ရရင်ကိုယ့်ရဲ့အဲတနေ့တာလုဆောင်မှုတစ်ခုမှလင်းနေတယ်လို့ခံစားရတယ်အဲ့ဆိုတော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ပဲကိုယ့်ရဲ့ life style တစ်ခုလိုဖြစ်လာတာပါဆိုတော့အာအလေးချင်းတစ်ခုကိုချိန်မှန်များစွာတည်ဆောက်ရင်းနဲ့မှအဲကောင်းမွန်တဲ့အလေးချင်းတစ်ခုကိုချိန်မှန်များစွာတည်ဆောက်ရင်းနဲ့မှအလေးချင်းအကောင်းကြီးဖြစ်သွားတဲ့သဘောလေးပါဟုတ် ော်လူငယ်တွေကတော့ခေတ်လူငယ်တွေအကုန်လုံးကတော့ကျွန်တော်တို့ထက်အကုန်အကုန်တိအကုန်တက်အကုန်နားလည်နေကြတဲ့အနေအထားတွေပါဆိုတော့အများကြီးတော့ပြောစရာမလိုတဲ့လူတွေပါလူငယ်တွေကလေတခုပါပဲဟောဒီကျမကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်အာအကစားကိုအော်အဲ့လိုမျိုးကိုဝါသနာပါတဲ့အာကစားကိုလုပ်နေခြင်းကအဲကို့အတွက်တကယ်လက်ကြီးတစ်ပါးပါလို့ဘာလို့လဲဆိုတော့အဲကျမကျမကျမမနေမှာကိုလှုပ်ချင်တာကိုလှုပ်ခွင့်ရမယ်ကိုရှောက်ချင်တဲ့လမ်းကိုကောင်းကောင်းမွန်မွန်လေးပို့ပြီးတော့အားသခွန်ဆက်ရှောက်ခွင့်ရမယ်ဆိုတော့အာကစားလေးလှုပ်တာကျမယူပြီးဆိုင်တာတော့အရေးအရန်ကြီးပါရဲ့လို့ပြောလို့ပါတယ်ဗျာဟုတ် ကျွန်တော်ဒီလိုလာတဲ့လမ်းလေလာတဲ့လမ်းမှာကျွန်တော်ကားမောင်းနေတော့ကားတွေကပိတ်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 နေအဲ့မှာကားရက်တဲ့အချိန်မှာအဲ့လိုအရန်ရိမ့်နေတာတွေ့တော့မှာအဲ့တော့မှငနေလောက်တာထင်နေဆိုအိမ်ုံဆက်ကြည့်တော့မှာမေးရလည်းပြောတယ်ငါလည်းဟုတ်တယ်ငါလည်းတော်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 ကြာကြာလှုပ်နေတာစက္ကန့်30ကျော်လာမသိဘူးဖြစ်နေတော့အဲ့အဲ့လိုအဲ့လိုအဲ့လိုရိမ့်ရိမ့်တို့တော့မူးမူးတယ်အဲ့လိုအဲ့လိုဖြစ်နေတာကားရက်လိုက်တဲ့အချိန်မှာအဲ့လိုရိမ့်နေတာဟုတ်ဟုတ်တော်တော်သိတာတယ်တော်တော်သိတာတယ်ကျွန်တော်အေးကွာအာ ရေချောင်းတိပံရှိနေမှာလည်းလက်နေပိတ်နေချင်းကားတွေရဲ့လိုက်ပိတ်လိုက်ပိတ်လိုက်သွားလိုက်ဖြစ်နေချင်းမှာတိတိတသာပဲဗျ။ဟုတ်။ဒါပေါ်ဒါပေါ်ဗျာဟိုကကျွန်တော်ကျွန်တော်အခုခုနကြုံလိုက်ရတော့တော်တော်တော်လေးတော့ရင်ရင်ထိုးတယ်ဗျာ။ဟုတ်ဟုတ်။ကျွန်တော်တော့ဟိုကဒေချာလေး online မသုံးရသေးဘူးမသိသေးဘူးဘာဖြစ်နေလဲဆိုတော့ဟုတ်။အဲဟုတ်တယ်နည်းနည်းလေးပဲခုနကကျွန်တော်ပွဲရောက်ခါစားမှာအဲ့ဒီဥစ္စာကိုကြည်လိုက်နေမှာနော်ပွဲထဲမှာကြာဖုန်းမသုံးဖုန်းဖုန်းမသုံးမှုတော့ကြာအဆင်မပြေတော့ကျွန်တော်မသိရသေးဘူးဗျာ။ဟုတ်တယ်တော်တော်လေးတော်တော်လေးကြမ်းနေတော့ကြာတယ်ဟုတ်။ ဟုတ်ကဲ့ဗျာကျွန်တော်လည်းဒါအခုလောလောဆယ်ပွဲထဲရောက်နေတော့လေဟို online လည်းမသုံးဖြစ်တော့ဘာဘယ်နေရာဘာဖြစ်သွားလဲတော့တရားတော့မသိသေးဘူးဒါပေမဲ့လည်းဆုံးရှုံးမှုတွေရှိတဲ့ဟာမှာတကယ်လည်းစိတ်မကောင်းပါဘူးတကယ်လည်းဘာလို့ပြရဘာလို့ပြရမှန်းတော့မသိပါဘူးစိတ်မကောင်းပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တည်းကြည့်လိုက်ပါအောင်ပဲဗျာဟုတ်အင်းကောပုံစံဟောအင်းကောပြောပြပါပြီဗျာအကြာကြီးပဲအဲ့တော့ရင်းနေတာအေးဟုတ်